ဆွမ်းအားကညီလေးကိုထိခိုက်ဖို့လုပ်တာကြောင့်ရွေချင်းဝင်တမပေးလိုက်ပါတယ်။ညီလေးကဆွမ်းအားကိုလှုပ်ပေးဖို့ရှာတိတ်ကိုငွေယူတောင်းမှာကရွေချင်းကိုတောက်ကန်ပါတယ်။ရှာတိတ်လည်းဆွမ်းအားတော့မျှော်လင့်ချက်မရှိတော့တာကြောင့်ရာဇင်မှုတွေကိုအဆုံးသတ်ပေးဖို့ပဲရွေချင်းကိုအမိန့်ပေးလိုက်ပါတယ်။ညီလေးကစိတ်ဆိုးပြီးလှုပ်ပေးဖို့ပဲစွပြောနေလို့ရှာတိတ်လည်းလှုပ်ပေးလိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ညီလေးကဆွမ်းအားကိုကာကွယ်မယ်လို့ကြင်ဆိုထားတဲ့အကြောင်းပြောပြီးနှစ်သိမ့်ပေးနေပေမဲ့ဆွမ်းအားကတော့တိုက်ခိုက်ဖို့လိုပါတယ်။ညီလေးလည်းလန့်သွားပြီးကဲပါလို့ပြောမှရှာတိတ်ကငါလည်းမင်းကိုကာကွယ်ပေးမယ်လို့ကြင်ဆိုထားတယ်လို့ပြောကအဆုံးသတ်ပေးဖို့ရွေချင်းကိုအမိန့်ပေးလိုက်ပါတယ်။ကော်ဖီလည်း သတင်းရသွားပြီဒီတခါတော့ဘလာဂျီကိုကိုရန်တီရှာတော်ဖတ်မှုပြောပါတယ်ဆရာကိုမြင်မြို့ပေးလိုက်ပြီးရှာတိတ်ကမျက်ရည်တုပ်ပေးပေးမယ်ညီလေးကတော့စိတ်ဆိုးကရှာတိတ်နဲ့ရည်ချင်းကိုမုန်းတယ်လို့ပြောပါတယ်ညီလေးကဆရာကိုမကာကွယ်နိုင်လို့မခံမရနိုင်ဖြစ်နေပြီသူ့မှာအဆောင်ရှောင်ဝိညာဉ်မရှိရင်တော့ဆရာအတွက်လက်စားရှိဖို့တမလာအောင်လုပ်ပြီးရှာတိတ်ကိုနိုင်အောင်ရှာမယ်လို့ပြောလိုက်ပါတယ် Telegram မှာ AnyDrone 99လို့ရိုက်ချပြီးမမဝမကြီးလို့ရနိုင်တဲ့ enemy series အပြင်နမကြီး OEnemy series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ် ရှာတိုက်လေငါတို့ရန်သူတွေကိုနိုင်မှုတတ်မှာလာအောင်အတူတူလေ့ကျင့်ကြမယ်လို့ပြောလိုက်ပါတယ်။ဗလာကြီးကတော့တောင်းတနေရကနားထောင်နေကကဖန်းတော့ပဲလက်ပြန်သွားပြီ။နန်နမိတ်ကထွက်သွားပြီလို့ကိုဖြူကိုရှောက်တင်လိုက်ပါတယ်။နန်နမိတ်ကထွက်သွားပြီရှာတိတ်ကလောဆလန်ကငါတို့အိမ်မို့လို့ငါတို့တတ်မှာလာရင်အရာအလုံးကိုပြင်မယ်လို့ပြောပါတယ်။နောက်ရက်တင်မှာတော့ညီကိုနှစ်ယောက်တက်ပြီးတည့်ရဲ့အတင်းထက်လေ့ကျင့်ရင်အချိန်တွေကုန်ဆုံးခဲ့ပါတယ်။ဗလာကြီးကကိုဖြူကိုစွဲရင်မလေ့ကျင့်တာကြာနေပြီမို့လေ့ကျင့်မှုပြောပေးမယ်။ကိုဖြူကတော့တောက်စားပြုတ်ပါနေပါတယ်။ မိစ္ဆာ၃កောင်ဘိုးတော်ကိုဝိုင်းနိုင်ခြင်းနေချိန်မှာပဲလူလေးယောက်ကက၃កောင်လို့ကိုတိုင်းနှက်ကွက်တန်းနဲ့အမောက်တိတ်ပေးလိုက်ပြီးလောရှလည်းရဲ့တခင်ပြန်လာပြီလို့ကိုပြူစီသတင်းပေးခန်းလိုက်ပါတယ်။ညီလေးတီးပေးလိုက်တာမိစ္ဆာဝိညာဉ်နဲ့အကုန်ကြသွားပါတယ်။ကိုပြူကစိတ်ကြီးမှုငယ်မှုပြောပြီးဘလချီကိုဆင့်ခေါ်လိုက်ပါတယ်။အဲအချိန်မှာပဲရှာတက်ရောက်လာပြီးသူနဲ့ရွှဲထားဖို့ပြောလိုက်တော့မှခုနကခလေးကညီလေးဖြစ်နေမှတီးလိုက်ရပြီးလန့်သွားကြပါတယ်။ယူဂျင်းနဲ့ဘလချီလည်းတိုက်ခိုက်နေကြပြီးယူဂျင်းဘက်ကအသေးတာနေကရှာတက်ကလောရှလန်ကသူ့မိသားစုပိုင်နာဖြစ်လို့အခုသူ့အိမ်ကထွက်သွားလို့ကိုပြူကိုပြောလိုက်ပါတယ်။ညီလေးကတော့စွန့်ရဲ့ညီပေါ်မှာ တန်းသွားဆိုင်ပေးနေပါတယ်။ရှာတိတ်တို့လည်းအနံ့ရသွားပြီးကိုဖြူကိုမောင်းတို့ကသူ့အိမ်ကိုသွားကြပါတယ်။ရှာတိတ်တို့ဇီရီတက်ပင်ရှိစကားရက်ပြောနေချိန်မှာပဲကိုဖြူရောက်လာပြီးနောက်တစ်ခါထက်သေးဖို့ပြောပါတယ်။ ဒီတစ်ခါမှာတော့ညီလေးကသူနဲ့တီးဖို့ပြောလို့သူတို့ကိုအထင်မသေးဖို့ပြောပြီးစီဒီတစ်ပင်ကအသားကိုကိုပြူစားလိုက်ပါတယ်။ကိုပြူရဲ့ဆွမ်းအားတွေကရှက်ရှင်တိုးသွားပြီးစီဒီတစ်ပင်ရဲ့လှုပ်ရွှတ်ချက်ကိုပြောလိုက်ပါတယ်။နင်းနေတဲ့စီဒီတစ်ပင်ကတဘာဝရဲ့ရောင်ဝါကိုဆုပ်ပြီးဆွမ်းရည်အဖြစ်ပြောင်းလဲတာအဆောင်ရင်ကိုဝိညာဉ်လက်ခံသူကယူလိုက်ရင်စိတ်ဆွမ်းအားအလွန်ကြီးသွားတာပဲဖြစ်ပါတယ်။တကဘာလုံးမှာစီဒီတစ်ပင်ကတပင်လဲရှိတာကြောင့်ကိုပြူကဒီနေရာမှာကြောက်ဝင်စစ်သူကြီးလာလို့တာဖြစ်ပြီးစီဒီတစ်ပင်ရှိနေသေးတဲ့သူ့ကိုဘယ်သူမှနှိမ်နေလို့မရဘူးလို့ပြောကဘလာဂျီကိုစင့်ခေါ်ပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်။စာတိတ်တို့အပြန်အလှန်တိုက်ခိုက်ကြရင် ်ဒီစကားမှာတော့ရှာတိတ်နဲ့ရည်ချင်းအသေးတီးခံနေရပါတယ်။ဒဏ်ရာအပြစ်ဖြစ်နေရတဲ့အရှုံးမပေးသေးတာကြောင့်ကိုဖြူလဲရှာတိတ်ကိုအသေးထပ်ပြင်ပါတယ်။ရှာတိတ်ကိုအပိသက်ဖို့လုပ်နေချိန်မှာပဲညီလေးတစ်ချက်ဝင်ကလိုက်လို့ကိုဖြူလွန်းထွက်သွားပါတယ်။ရည်ချင်းကတော့ဒဏ်ရာဘလက်ဘွားနဲ့ရှာတိတ်ကိုပွင့်ညီလေးနဲ့အတူပြေးကြပါတယ်။ရှာတိတ်ကသူ့အသက်ကိုကယ်လို့ကျေးဇူးတင်နေပေမဲ့ညီလေးကကယ်ချင်လို့မဟုတ်ပဲမင်းကငါအနိုင်မယူခင်ဘယ်သူစီမံမှအမရှုံးရဘူးလို့ပြောလိုက်ပါတယ်။ ကော်ပူကတော့ဒေါသပုံထနေပြီဗလာကြီးကိုအပြက်ချင်းပြဖို့အမိန်ပေးကမိစ္ဆာဝိညာဉ်အားလုံးကိုပါဇေဒီတစ်ပင်သားကိုကျွေးပြီးပူပေါင်းခိုင်းလိုက်ပါတယ်ရှာတိုက်တို့ပြင်းနေတော့မိစ္ဆာဝိညာဉ်တကောင်ရောက်လာပါတယ်ညီလေးကပြေးခဲ့ပေမဲ့မိစ္ဆာဝိညာဉ်ကစွမ်းအလွန်ကောင်းနေရကြောင်းလွန်းထွက်သွားလို့ရည်ချင်းဝန်သမပေးလိုက်ရပါတယ်ဇေဒီတစ်ပင်သားကိုစားပြီးမကောင်းတဲ့စွမ်းအားတွေပါကြီးထွားလာကမိစ္ဆာဝိညာဉ်နေထင်ထင်ချင်းတောင်းကျမ်းနေပါတယ်ရှာတိုက်ကညီလေးကိုအရင်ထွက်သွားဖို့ပြောလိုက်တော့စွမ်းအားကိုပြန်မြင်ရောက်လာပြီးရှာတိုက်ကိုရိုင်းရိုင်းဆိုင်ဆိုင် ပြောဆိုလို့တစ်ချက်တီးလိုက်ပါတယ်အဲနောက်ရှာတိုက်လည်းညီလေးကိုပွေ့ရှိပြီးသူ့ခေပြောခဲ့တဲ့စကားတွေကြံကြ ရောင်ကရောရှာလန်းကိုစောင့်ချက်ဖို့ကသူတယောက်ထည့်ရဲ့တာဝန်ပဲလို့ပြောပြီးညီလေးကိုကာကွယ်ဖို့နန္ဒမိတ်အပြင်ဘက်ကိုပြစ်ထုတ်လိုက်ပါတယ် ဒီနေ့ရောရှာလန်းကိုပြန်ယူမယ်လို့ပြောကမိဆာဝိညာဉ်တွေကိုအပြည့်ရှင်ဖို့ယူချင်းကိုအမိတ်ပေးလိုက်ပါတယ်။ဒန်ယာဘလပွားနဲ့အားကုန်နေတဲ့ရှာတိတ်ကတော့မိဆာဝိညာဉ်တွေဝိုင်းပြန်တာခံနေရပါတယ်။အ ਨੇ ဆုံးတော့သူ့ညီလေးလုံဆုံးနေဆိုတဲ့စိတ်နဲ့ဖြေတာနေပေမဲ့ညီလေးကတော့အပြင်ကနေတောင်းကျနေပြီးထွက်လာဖို့အော်ခေါ်နေပါတယ်။ရှာတိတ်ကတော့ကိုဖြူစီအခေါ်ခံသွားရပြီးညီလေးရှိရဲ့နေရာကိုမေးတာမဖြစ်လို့ထပ်အတီးခံရပါတယ်။ရှာတိတ်ကိုနန်နမိတ်ဝင်ပေါက်မှမိခဲ့တာဖြစ်လို့လူသားလောကကိုရောက်သွားပြီဆိုတာသိသွားကမိဆာဝိညာဉ်တွေကိုလူသားလောကထိလိုက်ရှာဖို့ကိုဖြူအမိတ်ပေးပါတယ်။ ဗလာကြီးကစင်းရင်နဲ့စန့်ကျင်တယ်လို့တားပြင်မယ်ကိုဖြူကတော့ဒီလိုချလမ်းမှာသူ့စကားကစင်းရင်ပဲလို့ပြောလိုက်ပါတယ်လမ်းပြင်ဘက်မှာညီလေးကတော့မိစ္ဆာတွေပြင်တာခံနေရပါတယ် ညီလေးလေကိုဖြူကသူ့ကိုဖမ်းဖို့လွှတ်လိုက်မှန်းသိသွားပြီသူ့ကိုယ်တိုင်သူ့ကိုရှိရလွန်ချလန်းနဲ့ပြန်သွားကျင်နေတာကြောင့်မိစ္ဆာတွေကိုအတုံးချပြီးဇန်နဲ့ပြန်ဝင်ဖို့အကြံရသွားပါတယ်အဲနောက်ရေပိုက်ကိုဖွင့်ပြီးမိစ္ဆာတွေကိုရှေ့ရခံလိုက်ပါတယ်ကိုဖြူကတော့ဇေဒီတစ်ပင်အသားကရတဲ့ဆွမ်းအားတွေကိုအားရနေပြီးညီလေးကိုမိတာနဲ့တကက်ဆွမ်းအားကဘာလဲဆိုတာပြမယ်လို့ကြုံရနေပါတယ်ဗလာကြီးကကလေးတွေပဲရှိသေးတာမို့တင်ကန်းစာပေးပြီးလှုပ်ပေးလိုက်ဖို့ပြောပေမဲ့အရင်တော့ကငါတို့ကိုဘဒူတနာခဲ့လေလို့ကိုဖြူမေကုန်းထုတ်လိုက်တာကြောင့်အပေါက်ပေးလိုက်ရပါတယ်အဲအချိန်မှာပဲညီလေးပြန်လာကြောင်းတရင်ပေးလိုက်လို့ကိုဖြူပြောသွားပါတယ် ကိုဖြူကညီလေးကိုဖမ်းမိခဲ့တယ်ထင်နေပေမဲ့သူ့ဘာသူပြန်လာမယ်သိလိုက်ရလို့ကိုဖြူဒေါသထွက်သွားပါတယ်။ညီလေးကတော့စာတိတ်ကိုသူ့မနိုင်ရင်းကမလဲချနိုင်လို့អော်ပြောလိုက်ပါတယ်။